တားတော်သမီးတော်ဆွေတော်မျိုးတော်များအပေါင်းတို့ဘုဘူကြီးလေးပါလျှောက်ထားခြင်းမှာယခုဒုတိယပိုင်းကိုဆက်လက်၍တင်ပြပေးလိုက်ပါရစေဘုဘူကြီးလေးပါရဲ့မှာနောက်ဘုဘူကြီးနှစ်ပါးဖြစ်တော်မော်ဘီဘုဘူကြီးနှင့်သင်္ကန်းကျွန်းဘုဘူကြီးတို့ရဲ့လျှောက်ထားခြင်းများကို ဆက်လက်၍ပြောပြပေးပါမယ်။ဘုဂိုကြီးတို့မှတပည့်တော်တို့ကိုတရားမင်းမှတာဝန်ပေးအပ်ခဲ့ပါတယ်ဗျာ။ရွှေတကုံပပတ်လည်းနှင်းရန်ကုန်တိုင်းတတိုင်းလုံးကို အာဟုသူများပြသူများစိတ်ကြမ်းနှုတ်ကြမ်းကိုကြမ်းကြမ်းတမ်းသူတွေကိုအဓိကထားပြီးရှင်းလင်းဖို့ ကိုချင်းစာတရားကင်းမဲ့စွာဖြင့်အတ္တကြည်ပြီးလောကန်စားတော့နေသူများယရနာ၃ပါးမရှိသူများကို ရှင်းလင်းဖို့ယရနာ၃ပါးကိုစောကားပြင်းမနေသူများကို ရှင်းလင်းဖို့ယရနာ၃ပါးကို အကြောင်းပြ၍လောက်စားနေကြပြီးအိမ်ရှိမိဘများကို မယုံမသိမလေးမစားကြတဲ့သူများကို ရှင်းလင်းပြဖို့မိဘတွေကိုခိုင်းစားနေကြသူများမိဘတွေကို ရိုင်းနဲ့နှိပ်စက်သူများမိဘတွေကိုရိုင်းပြစွာ အော်ဟစ်ပြောဆိုနေကြသူများကိုလည်းရှင်းလင်းဖို့သာသနာပြုဆိုပြီးသာသနာကိုအယောင်ပြလှုပ်ရှားနေကြသူများပရာဟိတဆိုပြီး အတ္တကိုကျူးရှာဖွေနေသူများနောက်တပံသာသနာဘောင်ဝင်ရောက်ပြီးကျင့်ဉဏ်အားထုတ်မှုမရှိသူများသာသနာဝင်တန်းများအဆုံးအမနှင့်ညီညွတ်အောင် မနေထိုင်ကြသူများကိုရှာဖွေဖော်ထုတ်ရှင်းလင်းပြည့်ရန်ယဟန်တန်ဃာများလူပုပ်ကိုများကဲ့သို့ နေထိုင်လုတ်ကင်နေသူများတန်ဃာများမလုတ်အပ်သည်ကိုလုတ်ကင်နေသူများလူမွေခြင်းတလိษံမွေခြင်းအကြောင်းပြ၍ငွေရှာခြင်းအလူခံခြင်းလုတ်နေသောသူများကိုဖယ်ရှားရှင်းလင်းပြည့်ရန်အတ္တလောဘဖြင့်အတူများစွာလူကျင်၍မတမာသောအပေါင်ခံခြင်းများလုတ်တဲ့သူများ လိန်လေလေပြားလုတ်ကင်စားတောက်သူများခူးစူးလူ၌လုတ်ကင်စားတောက်သူများအားလုံးကိုဖေရှားရှင်းလင်းပြည့်ရန်နှင့်ဖေရှားရှင်းလင်းရာတွင် လုတ်တင်သောကတ်သုံးပါးဖြင့်၎င်းရန်သူမျိုး၅ပါးဖြင့်၎င်းတဘာဝကတ်ဘေးတို့ဖြင့်၎င်းရှင်လင်းပံရှင်လင်းကြပါယံအမိတ်ပေးထားပါသည်ဗျာလို့ ရှောက်ထားကြပါတယ်သူတို့ပြုတဲ့ကံသူတို့ထံပြန်ကြဖို့ကိုရက်ဆက်ကြမ်းကြုတ်တော့တပြည့်တော်တို့ဤလက်အောင်ငေသားများကိုအတုံးပြုတ်ွင့်စေခိုင်းွင့်ကိုပေးထားပါတယ်ဗျာတနှစ်ပြီးတနှစ်တရေပြီးတရေတင်းကျက်လာမှာဖြစ်တယ်လို့တလှိုင်းပြီးတလှိုင်းပြင်းထန်ရက်ဆက်လာပါလိမ့်မယ်ဗျာ လောကရန်ကြီးကိုရဲ့ရဲ့ဆက်ဆက်ပေါ်ပြလာပေမဲ့မကြောက်သေးတဲ့သူတရားမသိသေးတဲ့သူတွေကိုပူပြီးရက်ဆက်ပါလိမ့်မယ်ဖေယားကြောက်ရွံ့ထိတ်လန့်ပြီးကောင်းအောင်နေတိုင်းလာသူတွေကိုကလွတ်ပါလိမ့်မယ်ဖေယားအဓိကကတော့ကိုချင်းစာတရားကင်းမဲ့မှုကိုရဲ့ရဲ့ဆက်ဆက် ခြေမှုံရမှာပါဗျာလို့ပြောထားကြပြန်နေအခုနိုင်ငံတိုင်းမှာစစ်မဲ့ရေးရတပ်ပြန့်မှုတွေမြင်မာလာပါပြီဗျာရေးဘေးလေဘေးမုံတိုင်းဘေးတွေငလျင်ဘေးတွေလည်းဝင်းနေပါပြီဗျာယရနာ၃ပါးမရှိ ကိုချင်းစာတရားမရှိတဲ့အတ္တကြီးသူတွေကိုဦးစားပေးပြီးရှင်းလင်းရပါပဲဗျာ မဟာပဒဝီမြေကြီးတဲကငရေမီအပူချိန်တွေမြင်မာလာပြီးလူပောင်လောကကိုတက်ပြီးလောင်ကျွမ်းပျက်စီးသေဆုံးကြဖို့ဖန်တီးလာပါပြီဖရာပူပြင်းလွန်းလာတဲ့ငရေမီတွေလူပောင်လောကတက်လာနိုင်ဖို့အတွက်မြေကြီးတွေကွဲအပ်တုံလှုပ်ပေးရပါမယ်ဖရာကွဲအပ်ဖို့ကိုလေမြင်းကလေးတွေ ပြင်းထန်စွာလှုပ်ပေးရပါမယ်ဖုရားအဲ့ဒီအခါမိတောင်ကြီးတွေပေါက်ကွဲခြင်းရှင်မိတောင်ကြီးတွေပေါက်ကွဲဖုံးလွှမ်းခြင်းတွေဖြစ်လာပါလိမ့်မယ်ဖုရားပင်လေတဲတွေကရေတဲတွေမှာလဲမိတောင်နေကွဲအပ်ပေါက်ကွဲလာပါလိမ့်မယ်ဖုရားလူတွေအာဟုတို့များတဲ့နေရာတိုင်းပြည်တွေမှာ ဖြစ်ပါလိမ့်မယ်ဖုရားလေမုံတိုင်းတွေကသဲတွေကိုသဲလာတော့သဲမုံတိုင်းမိတွေကိုသဲလာတော့မိမုံတဲရေခွဲတွေကိုသဲလာတော့မိုးသီးမုံတိုင်းမိုးကြိုးမုံတိုင်းတွေဝင်လာပါလိမ့်မယ်ဖုရားတကူမဟုတ်တကူသောဘေးနဲ့သူတို့ရဲ့ကာယကံဝစီကံမနောကံတွေအလျောက်တဖြုတ်ဖြုတ်နဲ့ရှင်းပြရမှာပါဖုရား ဗုဒ္ဓဘာသာမရှိတဲ့တိုင်းပြည်တွေမှာလဲအသေးအတန်စတင်ရှင်းလင်းနေပါပြီဗျာမြန်မာနိုင်ငံမှာလဲဖြစ်မှာပါဗျာတနိုင်ငံလုံးနိုင်ငံတိုင်းမှာတကဘာလုံးနိုင်ငံတိုင်းမှာလူဦးရေထက်ဝက်ကိုကုံအောင်ဆယ်နှစ်ကိုတလိုင်းနဲ့အနှစ်30 3လိုင်းတိုင်အောင်ရှင်းလင်းมาပါဗျာ မကောင်းဆိုးဝါးတွေနတ်ဆိုးနတ်ကြမ်းတွေနဲ့အမနုဿတ်ကပ်ဘေးတွေအဖြစ်နှိမ့်ဆက်ဖန်စာတတ်ဖြတ်ပြီးရှင်းပါလိမ့်မယ်ဖရာဒါတွေဖြစ်လာကြမှာမို့လို့လွတ်ထိုက်တဲ့သူတွေလွတ်မြောက်ဖို့ရဲ့ယရနာ၃ပါးနှလုံးသားမှာ အမြင့်တွဲဖို့ရဲ့ကိုကျင်းစာတရားနဲ့တီလာတွေကိုစောင့်ထိန်နိုင်ကြဖို့ရဲ့ကို အရှင်ဘုရားကြိုတင်ဟောကြား ပေးတော်မူပါဗျာကတိသစ္စာတည်ကြည်တဲ့သူတို့သာလျင်ကဲတင်စောင့်ရှောက်နိုင်ပါမယ်ဗျာနောက်တစ်ခုကတော့ယခုကဘာကြီးမှာဖြစ်လာမာတွေကိုနိုင်ငံတိုင်းမှာဖြစ်ပေါ်လာမာတွေကိုသိပ္ပံဤပညာစနစ်တွေနဲ့ပုံဖော်ပြီးအတိတ်နမိတ်တွေဆောင်းနေပါတယ်ဗျာလူသားတွေဆင်းရဲဒုက္ခ ယောက်ျားရမယ်အတိတ်နမိတ်ဆိုးတွေပါဖရာလူသားတွေရဲ့မိုက်တွင်းနှမှုဟာသူတို့ပြောတဲ့ဝစီကံအတိုင်း99ပြတ်ပါဖရာကန်းကုန်နေပါပြီဖရာအစုံစီရင်ဖြည့်စည်းဖို့ရှင်းလင်းဖို့ပဲတပည့်တော်တို့မှာတာဝန်ကျမ်းမာတော့တယ်ဖရာလို့ရှောက်ထားကြတော့ တားတော်တမီးတော်ဆွေတော်မျိုးတော်တို့ဤဘူကြီးများပြောပြတဲ့အပြည့်အနာစာတွေကိုမလုံမိကြဘူးတရဏဂုံမမိမလျော်ကြဘူးနောင်ကိုမိဘဖြစ်လာမဲ့တားသမီးတွေကမိဘတွေအပေါ်ကုကျင်းစာတရားနဲ့ခွန့်လွတ်ကျင်နာပြုစုလှုပ်ကြွေးကြဖို့နဲ့ကာယကံဝစီကံမနောကံစတဲ့သီလတွေကို တတ်နိုင်သည်၍ထိန်သိမ်းဆောင်လျှောက်ဖို့အရန်ကိုလိုအပ်နေပါပြီနော်ဒီစာလေးကိုနားထောင်ကြားရသူအပေါင်းလိုက်နာကျင့်သုံးခြင်းအပြင်ဘေးရန်အပေါင်းတို့မှလိုကင်းနိုင်ကြပါစေဗျာ